တော့မြန်မာနိုင်ငံရဲ့ peace အကြောင်းကိုဟိုစကားပြောဖို့ပေါ့ဗျာအာကျွန်တော်အာပြောပြောပြီးသားအဲ့ဒီလိုကျွန်တော်စကားပြောဖို့ကျွန်တော်ဖိတ်ခေါ်ထားပြီးသားလည်းဖြစ်တယ်အဲဒီနေ့တော့ကျွန်တော်နည်းနည်းလေးပေါ့လေဟိုဘေးကုံနဲ့တက်တာအောင်အားလုံးလည်းမြင်အောင်ကျွန်တော်အတက်နိုင်ဆုံးတော့ကျွန်တော်အတူချုံပြောချင်တယ်ကျွန်တော်ကိုယ်ရှယ်လေးပါ အာကျွန်တော်ပြောခြင်းတဲ့အကြောင်းအရာတဲမှာတိုင်းပြည်တပြည်ရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုပထမဆုံးကျွန်တော်ပြောခြင်းတယ်တိုင်းပြည်တပြည်ရဲ့ဖွံ့ဖြိုးတိုးတက်မှုဟာ GDP ယူပေါက်ရင်ဖွံ့ဖြိုးတိုးတက်မှုထိခိုက်တယ် GDP ဟာနိုင်ငံသူနိုင်ငံသားအားလုံးရဲ့ခွန်အားတွေ human resource တွေနိုင်ငံတွင်းကထွက်တဲ့တယံစာတတွေ တူးဖော်မှုတွေရောင်းချမှုတွေကုံတွယ်မှုတွေဓာတ်တွေအားလုံးကို GDP ထဲမှာထည့်တွက်ကြတာပေါ့ဗျာဆိုတော့ကျွန်တော်အခုပေးခြင်းတဲ့ message ကမြန်မာနိုင်ငံဟာဘာကြောင့်ဆင်းရဲသလဲဆိုတဲ့ပထမဆုံး message ကိုတူတူတတ်တုတ်ပြောခြင်းတယ် GDP ရိုပေါက်လို့ဆင်းရဲတာ GDP ကဘလို့ရိုပေါက်တယ်လဲဆိုတဲ့အခြေအနေကို ကျွန်တော်တိုင်းသူပြည်သားတွေအားလုံးသိအောင်ပြောရရင်တော့ဒီငိမ့်ငိမ့် foreign နဲ့ဆက်ဆက်သွားလိမ့်မယ်ပထမဆုံး GDP ယိုပေါက်တယ်ဆိုတာတိုင်းပြည်မှာရှိနေတဲ့လူတွေရဲ့လုံခြုံဆောင်ရွက်မှုအားထုတ်နိုင်မှုတည်ငြိမ်စွာအလုံးလုံးနိုင်မှုပညာသင်နိုင်မှုကျန်းမာရေးဆိုင်ရာကုသနိုင်မှုလမ်းပန်းဆက်သွယ်ရေးကုန်သွယ်ရေးအဒါတီဟာပထမဆုံးယိုပေါက်တဲ့အချက်ကတော့ပြည်တွင်းစစ်ဖြစ်ပါတယ် ပြည်တွင်းစစ်ဖြစ်ရင်ဓာရီယူပေါက်သွားတယ်ဓာရီမလုံနိုင်တဲ့အတွက်ယူပေါက်သွားတယ်ဒါ GDP ယူပေါက်တာပါနော်ဒါတစ်ချက်ပါနှစ်ချက်နောက်တစ်ခု GDP ယူပေါက်တာကဘာလဲလို့မေးရင်တဘာဝ BND ရပါတိုင်းပြည်ကြီးကတီဆောက်ထားတယ်နော်လမ်းမဆက်သွေးကြီးတွေလည်းကောင်းတယ်နော်ချောင်းချောင်းအင်းအိုင်တရားတွေအကုန်လုံးကောင်းနေပြီမဲ့ ငလျင်တွေဖြစ်မယ်ပုံတိုင်းတွေကျပြီးတော့အဲ့ဒီအပျက်စီးတွေနဲ့ကြုံလာရရင်လေအဲ့ဒီတိုင်းပြည်ဟာ GDP ယိုပေါက်တယ်အဲ့ဒီအပျက်စီးတွေကိုပြန်လဲဖာထေးရတာမို့လို့ပါနော်ဆိုတော့ကျွန်တော်ပေးခြင်းနဲ့အကြောင်းအရာတွေကနှစ်ချက်ပါသွားပြီဒါဆိုရင်တတိယအချက် GDP ယိုပေါက်တာကအဂရိလိုက်စားမှုပါအဂရိလိုက်စားမှုဆိုတာဟာ အရန်ကြောက်ဖို့ကောင်းပါတယ်လူလူချင်းကိုအာနာနဲ့ကြုံပြူတာလူလူချင်းကိုယာဒူးနဲ့ကြုံပြူတာလူလူချင်းကိုအခွင့်ရေးအသာစီးရသူကမတရားပြုကျင့်တာအဲ့ဒါအာဂရိလိုက်စားတာအဲ့ဒီလိုအာဂရိလိုက်စားရင်လေလူတွေမှာရှိနေတဲ့ကိစ္စလေးအတက်မြင့်လောက်ကို ေါက်ဆိုင်လောက်တန်ဖိုးရှိတဲ့အရာတွေပေးပြီးတော့မှဒီပြဿနာတွေကိုဖြေရှင်းရပြီးပေးလိုက်ရတဲ့ပေါက်ဆိုင်ဟာခုနအာနာရှိသူယာဒူးရှိသူအခြေအနေကောင်းနေသူတွေရဲ့အိတ်တွေတဲကိုရောက်သွားပြီးတော့နိုင်ငံသူနိုင်ငံသားတွေမခံစားရတော့တဲ့အခြေအနေမျိုးကိုပြောတာနောက်ဆုံးတစ်ချက်ကတော့ မှန်ကန်တဲ့အောက်ခွန်နိုင်ငံတော်နဲ့နိုင်ငံသူနိုင်ငံသားများမရရှိတာမှန်ကန်တဲ့အောက်ခွန်ဆိုတာဘာလဲဆိုဗမာနိုင်ငံမှာအချို့သောနိုင်ငံတွေမှာအောက်ခွန်ဦးစီးဌာနကတကားပေါက်ဆောက်လောက်ရှိရှိတဲ့လူတောင်မှ အရန်ချမ်းသာနေတယ်ဆိုရင်ဒါမှားနေပြီအောက်ခွန်ဌာနကချမ်းသာစရာကိုမလိုဘူးတိုင်းပြည်ကိုချမ်းသာအောင်လုပ်ပေးရမှာ လူတွေပေးတဲ့အခွင့်အရေးကိုနိုင်ငံတော်ဗန်ဒါတွေကိုရောက်အောင်လုပ်ပေးရမှာနိုင်ငံတော်ဗန်ဒါတွေကိုဒီငွေတွေရောက်မှတိုင်းသူပြည်သားတွေခုနကျွန်တော်ပြောတဲ့တဘာဝ BNDA တွေပြည်တွင်းစစ်တွေအဲ့လိုခံစားနေရတဲ့နေရာတွေမှာပြန်လဲကုတပြီးတော့မှဖေးမှထူထောင်ရမှာဒါကြောင့်မြန်မာနိုင်ငံဟာ GDP အရန်ယိုပေါက်သွားပြီးပိတ်လို့လည်းမရတော့ဘူး တလဟောယူကြနေတဲ့တိုင်းပြည်ဖြစ်တယ်။မြန်မာနိုင်ငံမှာတက်လာတဲ့အစိုးရတွေသာချမ်းသာပြီးတော့အဲ့ဒီအစိုးရတွေအုပ်ချုပ်ခဲ့တဲ့ပြည်သူတွေမွဲသွားတာဟာ GDP ယိုပေါက်တာဖြစ်တယ်။ဒါကျွန်တော်အမှန်ပြောတာ။အဲ့ဒီမှာခင်ဗျားတို့ပြောနေတဲ့ခြာစားမှုတွေလက်ဖက်ရည်ကြီးတွေဂါရတာတွေဘဏ္ဍပုံးပေးရတာတွေအဲ့ဒါတွေအားလုံးဟာတိုင်းပြည်အတွက် GDP ယိုပေါက်တာ။နော်ပါမစ်တွေ ပါမဲ့တွေပါမဲ့အဆင့်အဆင့်တွေဒါတွေအားလုံးက GDP ယိုပေါက်တာဒါဆိုရင် GDP ယိုပေါက်ရခြင်းအကြောင်းရင်းရဲ့ပထမအဆင့်ကတော့ပြည်တွင်းစစ်ဖြစ်ပါတယ်ပြည်တွင်းစစ်ဖြစ်လိုက်ပြီဆိုတာနဲ့ခုနကလူမှုပဝန်းကျင်တွေလူနေထိုင်မှုစနစ်တွေကုတန်းရောင်းဝယ်မှုပုံစံတွေပြီးတဲ့အခါကျတော့လူလူချင်းတံပိုးထားမှုတွေကျမ်းမာရေးတွေပညာရေးတွေ အကုန်ထိခိုက်ကုန်ပါတယ်လို့ကျွန်တော်ပြောရင်းနဲ့ကျွန်တော်ပြောချင်တဲ့ peace stock ကိုစမယ် PEACEP ဆိုတဲ့စကားလုံးလေးပေါ့ဗျာ PEACE ငါးလုံး ਨੇ ခင်ဗျားတို့အဲ့ဒါပွန့်ပွန့်လင်းလင်းကျွန်တော်ပြောရရင် P ကတော့ people people ဆိုတာ population ကိုပြောတာ people ရဲ့စကားလုံးဆင်းသက်လာပုံက population ကနေဆင်းသက်လာတာပြည်သူပြည်သူမရှိရင်အချုပ်အခြာအာဏာမရှိဘူး အဲ့ဒီပြည်သူတွေကအဓိကအရင်ခံပြုထားတဲ့နိုင်ငံတစ်ခုမှာ E လို့ခေါ်တယ် P E A C E peace နော် environment သူတို့နေထိုင်နေတဲ့ပအဝန်းကျင်ပြဿနာလို့ပြောတာပြည်သူတွေနေထိုင်နေ environment ပုံစံဘယ်လိုရှိနေသလဲဆိုတာကိုပြောတာ အေရဲ့အဓိပ္ပာယ် attitude လို့ခေါ်တယ်အဲ့ဒီပါဝန်ကျင်မှာလူတွေရဲ့ဇယိုက်တွေလက္ခဏာတွေပြုမှုနေထိုင်ပုံတွေကိုဆိုလိုတာပါ right C ရဲ့အဓိပ္ပာယ် convince လုပ်တယ်လို့ခေါ်တယ်အဲ့ဒါတွေကိုတဟဇာတမဖြစ်တော့ဘူးဆိုရင်တွေးဆုံဆွေးနွေးညှိနှိုင်းဆောင်ရွက်ပြီးတော့တဟဇာတဖြစ်အောင်လုပ်တဲ့ convince ဆိုတဲ့ဥစ္စာကိုလုပ်ရပါလေဗျာ E ရဲ့အဓိပ္ပာယ်ကတော့ effort ကြိုးစားအားထုတ်ကြခြင်းလို့အဓိပ္ပာယ်ရတယ်ဒါကြောင့်အများပြည်သူတွေနေထိုင်နေတဲ့ပါဝန်ကျင်ကြီးထဲမှာအကျဉ်းစရိုက်လက္ခဏာတွေအဲ့ဓာတွေအရာအားလုံးကိုသဟဇာတဖြစ်အောင်စုပေါင်းဆွေးနွေးပြီးတော့အားထုတ်ရခြင်းကို peace လို့ခေါ်ပါတယ်ဒါဆိုရင်မြန်မာနိုင်ငံမှာ peace ပထမဆုံးလောက်တာ element atli နဲ့ဗိုလ်ချုပ်အောင်ဆန်းပါဒါခင်ဗျားတို့ကျွန်တော်ရှင်းအောင်ပြောပြတာเนาะမြန်မာနိုင်ငံလွတ်လပ်ရေးပေးမယ်ဆိုပြီးတော့ဗိုလ်ချုပ်အောင်ဆန်းအင်္ဂလန်ကိုရောက်သွားတယ်ဒါပေမဲ့သူတို့ပေးမှာမြန်မာလူမျိုးကိုပေးမှာမဟုတ်ဘူးမြန်မာနိုင်ငံကြီးကိုပေးမှာ element atli ကရှင်းပြတာဒါဆိုရင်အခြားတိုင်းရင်းသားတွေကခင်ဗျားရလာတဲ့ commitment ဒါမှမဟုတ်လဲ mandate အဲ့ဒါပြဆိုတော့ဘုချုပ်အောင်ဆန်းမှာပါမသွားဘူးဦးအောင်ဆန်းမှာပါမသွားဘူးတခင်အောင်ဆန်းမှာအဲ့ဒါပါမသွားဘူးအင်္ဂလိပ်ကဒီကိုလိုနီကလွတ်လပ်ရေးပြန်ပေးတော့မယ့်အချိန်မှာရန်ကုန်မန္တလေးကိုပေးမှာမဟုတ်ဘူးဗမာတပီလုံးကိုပေးမှာဒါဆိုရင် အဲ့ဒီမှာပထမဆုံး peace talk ဆိုတာအဲ့ဒါအဲ့ဒီကနေစတယ်ဘုရားဟောဆိုင်ပြန်လာတယ်ဒုတိယ peace talk ကပင်လုံးကြီးလာကန်ဖြစ်ပါတယ်နော်ဂျပန်ကိုငါတို့စစ်တပ်ကြီးကပဲတိုက်ခဲ့တယ်အင်္ဂလိပ်ကိုငါတို့တပ်မတော်ကြီးကတော်လှန်ခဲ့တယ်ဆိုတဲ့သမိုင်းအလိန်တွေရဲ့အစစ်မှန်ဆုံးအခြေအနေက element နိုင်ရင်ဝင်ကြီး element atlee နဲ့ဘိုလ်ချုပ်အောင်ဆန်းကို element atlee ကပြောလိုက်တဲ့စကားလုံးရအောင်ရှာဖတ်တဲ့ ကျွန်တော်တို့ကဗမာပြည်ကိုလွတ်လပ်ပေးမှာလွတ်လပ်ရေးပေးမှာခမည်းတော်ပေးတာမဟုတ်ခမည်းတော်တဲ့ကိုပေးတာမဟုတ်ဗမာလူမျိုးတစ်ခုတည်းကိုပေးတာမဟုတ်ဒါမျိုးလာဆိုပြန်လာတယ်အခြေခံဥပဒေတက်တော့ရိုက်ပြီးတော့49ကိုရေးကြတယ်ပင်လုံးညီလာခံကိုလှုပ်ကြတယ်ဒါဒုတိယ peace talk လို့ခေါ်တယ်ပင်လုံးညီလာခံဆို peace talk ပဲဒါခုနကကျွန်တော်ပြောတဲ့ people number 1 environment attitudes convene effort ကိုပြောနေတာဆိုတော့ okay ပင်လုံးကြီးလာခိုင်းလဲ agreement လဲရရောပထင်းအောင်ဆန်းကြဆုံးသွားပြီ okay အင်္ဂလန်ကမပြစ်ပဲဦးနုနဲ့ဆက်သွားပြီးတော့လွတ်လပ်ရေးပေးခဲ့တယ်ဒါ peace talk တွေဖြစ်ခဲ့တဲ့ပုံစံတွေကိုကျွန်တော်ပြောပြတာဒါပေမဲ့ဗမာလွတ်လပ်ရေးဗမာအုပ်ချုပ်ပုံဗမာတွေရဲ့နေထိုင်ပုံစီမံဆောင်ရွက်ပုံကိုဗြိတိရှလုံးဝဝင်မရှုပ်တော့ဘူးဗျရှင်းတယ်နော်ကျွန်တော်ပြောတာနံပါတ်2ကိုဆက်သွားမယ်1958မှာဦးနုကဦးနေဝင်းနဲ့အာနာသိမ်းခိုင်းလိုက်တယ်ဦးနေဝင်းအာနာသိမ်းလိုက်တဲ့အချိန်အဲ့ဒီအချိန်မှာ ရဲဘော်၃ချိတ်အဖွဲ့ဝင်တွေလည်းအများကြီးရှိနေတယ်။တခင်းတွေလည်းအများကြီးရှိနေတယ်။ဆိုရှယ်လစ်ကွန်မြူနတီလည်းအများကြီးရှိနေတယ်။ဘိုနေဝင်းအရန်ကာရောလုံးလို့မရဘူး။ဒါနဲ့1960မှာရွေးကောက်ပွဲပြန်လုပ်ပေးတယ်။အဲ့ဒီအချိန်မှာဆိုရှယ်လစ်တွေကွန်မြူနတီကွဲကုန်ပြီးရဲဘော်ဖြူရဲဘော်ဦးနီရဲဘော်ဝါပြီးတော့တိုင်းရင်းသားဘလို့ပဲကွဲကွဲပါโอเคရွေးကောက်ပွဲလုပ်ပြီးတော့ 我那问啊，可那今朝标的，阳台的清洗油的哦，密码是阿那些老卖岗跑出楼门呀，对的，切嘛，这取消别个呀的都跑外边，OK，不看你，全部东西跑问呢，喏，啊，共同洗你家的去。是到今朝波波连连表签那个糖果啊，吃三天嘛，阿里本身么好多。 တိုင်းရင်းသားတွေကလဲဘာမှခွင့်မရဘမတကြက်ရှမ်းတကြက်လည်းမရှိဆိုတော့အဲ့ဒီမှာအခွင့်ရေးတောင်းဖို့ပြောလာကြတဲ့အတန်နေထွက်လာတဲ့အချိန်မှာသူတို့ Federal ခွဲထွက်တော့မဲဆိုပြီးတော့ဘူနေဝင်းက1962ခုနှစ်မှာကျောင်းသားပေါင်းမြောက်များစွာကိုတတ်ပြီးတော့အာဏာယူခဲ့တာ အာနာရှင်ဆိုတာအာနာလက်ထဲရောက်သွားပြီးဆုတ်ထားတဲ့လက်ကိုပြန်မဖြန့်ဘူးဟုတ်ပြီနော်ယာဇတိအရေးပေါ်တုံမှာအရေးပေါ်တုံအဲယာဇတိအရေးတော်ပုံကျမ်းထဲမှာကွေးတော်လက်မဆန့်ခင်ဆန့်တော်လက်မကွေးခင်လို့ခင်ဗျားတို့ဖတ်ဘူးပေမဲ့အာနာရှင်ကဆုတ်ပြီးပြန်မဖြန့်ဘူးလားဒါဒါကျွန်တော်အမှန်ပြောတာတော်ယုံတန်နဲ့တန်ယုံနဲ့ဒီအာနာကိုပြန်ကြသွားအောင်လက်ဝါးပြန်မဖြတ်ဘူး โอเคကျွန်တော်ဘယ်သူမှထိခိုက်ပြောနေတာမဟုတ်ဘူးเนาะကျွန်တော်အချင်းနေမှန်တိုင်းပဲပြောတာဥနေဝင်လက်ထက်မှာ ပထမဆုံးဥနုလည်းရှိနေဥနုအာနာမသိခင်ကားကိုပင်ဒုတိယချိန်ငင်းချမ်းရေးစကားပြောခဲ့တာကရင်ခေါင်းဆောင်ကရင်ခေါင်းဆောင်စောပါဦးကြီးကိုဘာပြောလိုက်လဲဆိုတော့ မပူပါနဲ့ဗျာကရင်တကြက်ဗမာတကြက်ပါပဲဗျာခမည်းနေရခမည်းပြန်ကျုပ်တို့ရနေတဲ့တကြက်ကနေခမည်းငားမှုရမယ်ဗျာယုံသွားပြီးပြန်သွားကြတာဗျာအင်းစိန်တော်တက်သိမ်းထားပြီးပြီလေဟုတ်တယ်နော်โอเคအများကြီးကျွန်တော်ပုံကြီးချဲ့ပြီးမပြောဘူးဒါပေမဲ့ရခဲ့ရဲ့လားလို့ကရင်နေကိုမေးခွန်းထုတ်လိုက်ပါဟုတ်ပြီဒါဒါတတိယအကြိမ်ပေါ့ဗျာဘူဂျုံနဲ့ပထမအကြိမ် ဟုတ်တယ်မလားပင်လုံးညီလာခံဆိုတာလဲဒါဖိစတော့ပဲခင်ဗျားတို့ဒုတိယအကြိမ်ဆရာစောဘဦးကြီး ਨੇ တရင်ကောင်းဆောင်ကြီးဆရာစောဘဦးကြီး ਨੇ ဒါတတိယအကြိမ်ပြီးရင်ဗမာပြည်ကွန်မြူနတီပါတီ ਨੇ လုပ်တဲ့စတုဒ္ဒအကြိမ်လဲအားလုံးလက်လက်ချပြီးပြန်လာမယ်တမရတော်တမိုင်းမရိုင်းစီရဘူးလို့ခဏိ ပြောနေကြတယ်လေကြားမိလားဘာကိုပြောတာလဲသိလားเนาะဂုံတိတ်ခါရှိတော့တတ်မတော်ဆိုတဲ့စကလုံးနေအများတန်းထိုးနေပြီဆိုရင်လူငန်းများတတ်ပေးပါလို့ဂုံတိတ်ခါရှိတော့တတ်မတော်လို့ပြောနေကြပြီဆိုရင်လူများများတတ်ပေးပါလို့တောင်းဆိုနေပြီလို့မိတ်ဆွေတို့သဘောပေါက်လိုက်တော့တတ်မတော်ရဲ့အစင်လာကိုထိမ့်သိမ်းရမယ်လို့ပြောနေပြီဆိုရင် လူတွေအများကြီးကိုတတ်တော့မယ်လို့အဲ့လိုနားလည်လိုက်အဲ့လုံးဝအမှန်တရားပဲအဲ့ဒီလူနဲ့ကချင်နေရှမ်းနေဥနေဝဲအာနာသိမ့်ပြီးတဲ့နောက်မှာရခိုင်အချို့တွေတော်လှန်ရေးပေါ်ပေါက်လာကြတယ်ဘာနဲ့ဖြည့်ရှင်းခဲ့တယ်လဲတတ်ဖြတ်ပြီးတော့ပဲဖြည့်ရှင်းခဲ့တာမဟုတ်ဘူးလား ကြောပုတ်မယ်ခေါင်းပုတ်မယ်အကြိုက်လေးတွေကိုခေါင်းဆောင်တွေလောက်ကိုပေးပြီးအဲ့ဒီဒေတာတွေကတယံဇာတတွေကိုယူဖို့ပဲဖြည့်ရှင်းခဲ့ကြတာမဟုတ်ဘူးလားဒါကျွန်တော်အမှန်တိုင်းပဲပြောတာနော်နောက်တစ်ခုထပ်ပြောမယ်ခဏိငိမ့်ချန်ရေး peace forum လို့ပြောတယ်တကယ်စစ်ဖြစ်နေတဲ့လူတယောက်မှမပါဘူးတဲ့ ဟဲ့စဉ်းစားကြည့်နော်အဲ့ဒါမြန်မာစစ်တပ်ကအငြိမ့်စားဒုပုံမှုကြီးကိုယ်တိုင်ကျွန်တော်ပြောတာတကယ်စစ်ဖြစ်နေတဲ့လူနဲ့တရားမှမပါဘူးတဲ့အဲ့ဒီလူတွေအားလုံးကဥသိမ့်စိန်လက်ထက်ကထိုင်ရင်းစားရင်းတောက်ရင်းနဲ့အဲ့ဒီလိုပဲစကားပြောလာတာတဲ့အရင်လူတချို့တာမပါတာပဲရှိတယ်တဲ့ဒီလူပဲတဲ့ဒီစကလုံးပဲတဲ့ right အဲ့ဒီမှာဘာပြောပြလိုက်လဲဆိုတော့သူတို့စီကထွက်လာပါ transition နဲ့ election နဲ့ဟိုအပြောင်းလဲဖြစ်မဲ့ election လို့တောင်ပြောတာနော်ဟိုစသုံးတာကတော့ကိုကိုကြီးလို့ထင်ပါတယ်ရဲဘော်ကိုကိုကြီးကိုလည်းပြောပြလိုက်ပါမယ် okay ရဲဘော်သုံးတာကိုတို့အနေနဲ့ရဲဘော်ရဲ့ရည်ရွယ်ချက်တွေတိုင်းပြည်ကို agent စီခြင်းနဲ့စိတ်တွေပြောတာဒါပေမဲ့ရဲဘော်တို့ကိုကိုကြီးတို့ ကနေ့ဆွေးနွေးနေကြတဲ့ဥစ္စာအားလုံးစုပြီးတော့ဒုဗုံဘူးကြီးအဆင့်လောက်ကောင်ကိုဒုဗုံဘူးကြီးအဆင့်လောက်ကောင်ကိုတင်ပြပြီးအဲ့ဒီဒုဗုံဘူးကြီးကတော့အဖြေပြန်မပေးဘဲနဲ့ဘိုးချုပ်မှုကြီးမင်းအောင်လိုင်ကိုတင်ပြပြီးတော့မဒါဒီဟာဘယ်ဒါအရေးပါတလဲဆိုတဲ့ဥစ္စာအဖြေထွက်မယ်တဲ့ဟုတ်တယ်နော်ရိုးရိုးရှင်းရှင်းလေးပဲဘိုးချုပ်မှုကြီးမင်းအောင်လိုင်လို့ကျွန်တော်ခေါ်နေတာခင်ဗျားတို့ ရမ်းမပြောနဲ့ခင်ဗျားတို့မအားလားမအေးလို့မအေးလို့မအားလားဆိုတာနိုင်ငံရေးမဟုတ်ဘူးအဲ့ဒီကောင်တာဝန်ရှိနေတယ်ဒီကောင်ယာဒူးအပြည့်နဲ့ခေါ်တရားရုံးမှာခင်ဗျားခေါ်ထားတဲ့ခင်ဗျားထောက်ပြထားတဲ့အချက်လက်တွေဟာတက်သေးဖြစ်လာမယ်နော်ခမရမအေးလို့မင်းအောင်လှိုင်တရားရုံးမှာတင်ပြပြီးတော့အဲ့ဒီစကလုံးနဲ့ရှင်းလို့မရဘူးစောက်ပိန်းနေနီပေါ်နေနော်အတွင်းကန်ချုံထမိန်ချုံနေပြောလိုက်အောင်မယ်မင်းတို့ ိုက်လို့ရတယ်ဒါပေမဲ့တာဝန်ယူမှုတာဝန်ခံမှုဥပဒေကြောင်းကိုနားလည်အောင်စဉ်းစားပြီးတိုက်ဟုတ်ပလားဆိုတော့ဘုဇုံမှုကြီးမင်းအောင်လှိုင်ကဘာပြောလဲဆိုတော့လက်နဲ့ကင်ပြီးတော့မိမိလိုချင်တဲ့အခွင့်အရေးကိုယူလို့မရဘူးတဲ့သူကိုယ်တိုင်လက်နဲ့နဲ့အာဏာယူထားတာနော်ကန်ထိုက်တွေပါမစ်တွေသူ့သားတွေသူ့သမီးတွေသူ့မိသားစုတွေ အကုန်လုံးယူတာဆိုတော့ဟိုမတိလို့စဉ်းစားလိုက်ရင်ဘိုးကြုံမှုကြီးမင်းအောင်လိုင်ကိုဗမာတပြည်လုံးကမရင်းဝိုင်းကျင်နေတဲ့ပုံစံမျိုးပြောနေတာ तू อ่ะအမှန်တော့ तू อ่ะလက်နဲ့တည်းတနက်တည်းအင်အားတွေနဲ့မရင်းစားကျင်နေတာဒါ ਉਹ ကျွန်တော်ပြောတာဆိုတော့ခင်ဗျားတို့ peace foreign ဟာ ရွေးကောက်ပွဲကိုသွားရမယ်ကိစ္စမဟုတ်ဘူးဒါကျွန်တော်ဗမာတပြည်သားလုံးကိုကျွန်တော်ရဲရဲရှိရင်ပြောရတယ်ခင်ဗျားတို့ peace for them တောင်းဆိုရမှာကမြန်မာတပြည်လုံးမှာရှိနေတဲ့တိုင်းရင်းသားလူမျိုးပေါင်းစုံကောင်းဆောင်အားလုံး ਨੇ ကြားပြတ်အစိုးရတရဖွဲ့စည်းဖို့လိုအပ်တယ်ဥမာရခိုင်ကဗိုလ်ချုပ်ထွန်းမြင့်နိုင်ရှိမယ်ဒေါက်တာမျိုးထွန်းအောင်ရှိမယ် 个钱啊，不就光马路西面，街路高层的是没，给亚高层的西没，钱高层的西没，个钱高层的，喏，是看高层、都位高层啊，高楼呢，看马路你比着，代比看马路，谁在那这个事业，看马路二楼啊，看马路加边，好比呢？苏亚伊的也个，快比着嘛？ ရွေးကောက်ပွဲကိုတွားရွေးကောက်ပွဲတွားဖို့ခင်ဗျားတို့စီစဉ်ရမှာဟုတ်ဗလားဒါခင်ဗျားတို့က peace for them လို့ပြောတာကိုခင်ဗျားတို့ peace for them ကြီးကဘာလဲဆိုတော့အချောက်တီစကားပြောတဲ့ပွဲဗျာအစိုးတကောင်မှမပါဘူးမတော်လှန်ရဲတော်တဲ့ကောင်ကြီးယောဂါရနေတဲ့ကောင်ကြီးဟိုတယ်မှာဖားတင်နေအိတ်တဲ့ကောင်ကြီးအရက်တွေရနေတဲ့ကောင်ကြီး အခွင့်အရေးတွေပါမစ်တွေရနေတဲ့သူတွေဒါကို peace foreign လို့ခင်ဗျားတို့ကပြောတာဗျဟုတ်ပြီလားတကယ်ခင်ဗျားတို့ peace ကိုအဲ့လောက်ကိုတိုင်ပတ်ပြီးတွားစရာကိုမလိုနော်ခင်ဗျားတို့တည်င်းမကောင်းစောက်ကျင်မမှန်ဘူးဆိုတာဒီမှာပေါ်တယ် BBC ကအင်တာဗျူးတယ်ဟိုလူကအင်တာဗျူးတယ်ခင်ဗျားတို့ပြောလိုက်တယ်နော်လူတွေကဟုတ်နိုးနိုးဖြစ်နေတယ်တကယ်အစ်မှန်ကအခုဖြစ်နေတဲ့ 对应到工厂里，阿龙、да 啊、我下岸开面路，天对比了；对应到阿龙呢开面路，所以这也快比了嘛，水高不有多点，喏，今日飞瑞阿瑞线路只能那么比来嘛，喏，阿飞瑞，好，Federal 水高不会一路多嘛，开门路，啊酷噶。 ခင်များတို့ကပထမရွေးကောက်ပွဲကိုမကျေနပ်လို့တနက်နေ့အာဏာယူတယ်ပြီးတော့ခင်များတို့လူတွေစတတ်တယ်တစ်ဖက်ကပြန်တိုက်တယ်ခင်များတို့ကလည်းပြန်တတ်တယ်ပြီးတော့ခင်များတို့ကတန်တမန်အခင်းချင်းလေးပါလေးညာလေးနဲ့အဲ့ဒီမှာယူနေတဲ့သတင်းတောက်တွေထဲမှာတိုင်ရင်သာတယောက်မှမပါဘူးကျွန်တော်ကြည့်လိုက်တာခင်ဗျားတို့ဘယ်တိုင်ရင်သာသတင်းဌာနကိုဖိတ်ပြီးတော့အဲ့ဒီသတင်းတောက်တွေခင်များတို့ရဲ့ peace forum မှာ ယူပြီးတော့အာဘာတရားတင်ပြနေတဲ့သတင်းဌာနမရှိဘူးခင်ဗျားတို့အဲ့လောက်ထိကိုအချင်းနေဆိုတာတိုင်းနာဒေသမှာသတင်းဌာနတွေအများကြီးရှိတယ်လေခင်ဗျားတို့တတိရှိရင်ဖိတ်လိုက်ပေါ့ဟုတ်တယ်မလားခင်ဗျားတို့သတင်းစာရှင်းလင်းပွဲလဲဒီတိုင်းပဲလေလူ၁၀ရောက်လေမိုးဟိန်ပါမယ်လှရွှေပါမယ်ကြော်မျိုးမင်းပါမယ်အာကြော်စိုးဦးပါမယ်အဲ့လိုကောင်းနေနဲ့ခင်ဗျားတို့ကသတင်းစာရှင်းလင်းပွဲလုပ်တိုင်းနာဒေသနောက်တယောက်ပါ တိုင်းရင်းသားတွေကိုစားပြုတ်ပေးနိုင်တဲ့တိုင်းရင်းသားတွေအတန်ပြန်ထောက်နိုင်တယောက်အောင်ပါဟိုဘလောက်အောက်တန်းကြပြီးတော့ခဲ့ဘလောက်တောင်အချိန်နေဆိုးသလဲဆိုတာကိုပြောတာပါနောက်တစ်ခုပြောမယ်ခမားတို့ peace တွားနေတာမဟုတ်ဘူးခမားတို့ညှိပြီးတော့ခမားတို့အခွင့်အရေးကိုပြန်ယူဖို့တွားနေတာ okay ဘိုးမင်းအောင်လှိုင်ဟာဘလောက်တောင်အချိန်နေဆိုးလဲဆိုတော့ 阿哥阿来先哈，密码十得交友表表看轻易肩膀没阿来先。听说八哥妈好，李老面又在门外出别不要，我讲讲，你讲讲呢，enfin, 不等身一窝来不了，所以撇拉来钱嘛。忘记，对，到阿哥啊，看苗路肩膀没学搞不啊，轻易也来钱嘛，阿拉又佩服你拉赶紧呢。 ခင်ဗျားတို့ဝိုင်းပြီးဖင်မကြတာဗျ။အဲစဉ်းစားကြည့်ရွေးကောက်ပွဲဆိုတာခင်ကြီးနဲ့လည်းမဆိုင်ဘူး။နော်။ဂျားပြအစိုးရကြီးနဲ့ဆိုင်တာ။နော်။ဂျားပြအစိုးရကြီးတရက်ကဖွဲ့ပြီးတော့မှဒီရွေးကောက်ပွဲကိုကျင်းပအောင်။အဲ့ဒီအစိုးရဖွဲ့စည်းပုံကလည်းနော်။အားလုံးလက်ခံနိုင်တဲ့နော်။အားလုံးယုံကြည်နိုင်တဲ့အစိုးရကြီးအနေနဲ့ဖွဲ့ပြီးတော့မှ ရွေးကောက်ပွဲတခုသွားမှာအခုကခင်ဗျားတို့ကပထမ election မှာခင်ဗျားတို့ကစောက်မဲမရဘူးစောက်အာဏာမရတော့ဘူးကျွန်တော်ပြောတာရိုင်းသွားရင်လဲခွင့်လွှတ်ဗျာဆိုတော့အဲ့ဒါခင်ဗျားတို့အာဏာသိမ်းလိုက်တယ်လက်နဲ့နဲ့ပြီးတော့ခင်ဗျားတို့ကရွေးကောက်ပွဲပြန်လုပ်မယ်ဟုတ်ကဲ့ခင်ဗျားတို့အဲ့ဒါအချိန်ချင်းတိုင်ပတ်နေတယ်လေအဲ့ဒါခင်ဗျားတို့ဂျက်အေးကိုသူ့မေရိုက်နေတာလေမဟုတ်လို့စက်ကူကတ်နေတာလေ 你们人家人，到底流多少来了？你们人家人，他们家这点呢，没得你啦，没没人家，没没到家生的这个呢，保护，加上不得这家没没人的江起这边，不他妈从批达生江，独点批达丢江，独点批达人家人家嘛，多老老个没，人家人家保重些江。你们人家人，没得啥江起多少来了，是不？ ကျွန်တော်ကဒါကိုတွေ့နေပြီလေကျွန်တော်ပြောပြီလေဆိုတော့ခင်ဗျားတို့ဘလောက်တောင်အချိန်နေသိုးတယ်လဲဆိုရင်စစ်ဘိုလ်ချုပ်တယ်မဟုတ်ဘူးစစ်ဘိုလ်ချုပ်မိမကိုဟိုဧကရစ်တီမင်းဘရင်တွေလက်ထက်ကကိုပင်မိဖုရားတပါလို့စစ်တပ်ကြီးတခုတော့ကိုကိုရအမေရိကန်မှာအားမရှိဘူးဘယ်နိုင်ငံမှာမှမရှိဘူးရှိတာကမ်ဘောဒီးယားမှာရှိတယ်ထိုင်းတော်မှာသူ့ဘိုလ်ချုပ်ကသူ့မိမထုံးမပြသူ့မိမတိုက်ရင်ထဲမှာဩဇာမညောင်းဘူး โอเคအခုကမင်းအောင်လိုက်ဆိုရင်မင်းအောင်လိုက်မိမမိဖုရားလို့ဘယ်ဟာကောင်းမှမှန်လည်းမသိဘာဆောက်မျိုးယိုးမှန်လည်းမသိသူရဲ့နောက်ခံဆွေစဉ်မျိုးဆက်တမိုင်းကြောင့်ဘာမှန်လည်းမသိဟိုကောင်းလည်းတခါလေဘယင်ဝင်စားတယ်လို့လို့ဟာဒီကောင်းမှလည်းဘယင်မဝင်စားတယ်လို့လို့ခင်ဗျားတို့က ဗဒီတရစ်ကိုအခြေခံပြီးဆက်သွားနေတဲ့အတွက်ဘတော့မှငြင်းငြိမ်းမရဘူးဒီအချိန်မှာကျွန်တော်ဂိုရှယ်လေးတိတိကျကျပြောနိုင်တာကမင်းအောင်လှိုင်မင်းတိုင်ပင်နေတဲ့လူတွေငါအားလုံးတွေ့နေရတယ်မင်းဘာလုပ်မှာလဲမင်းကကြီးရေလေကာကွယ်ရေးဦးစီးချုပ်ကနေမင်းတခုထပ်ရွှေ့လိုက်မယ်မြန်မာနိုင်ငံစစ်သေးနာပဋိချုပ်နဲ့တံမရလုပ်မယ်လို့မင်းတို့အခြေခံ